မင်္ဂလာပါ မင်္ဂလာပါသားတို့သမီးတို့ရေ Chasing Fruits Part 6ကနေပြန်လဲကြိုးဆိုပါတယ် Part 6ကိုရောက်ပါပြီရှေ့မှာအပိုင်း5ပိုင်းပြီးသွားပြီเนาะ5ပိုင်းပြီအဲ့ရောအဲ့အပိုင်း5ပိုင်းကိုမရသေးဘူးဆိုရင်တခြားကြည့်အောင်လုပ်ပါအဲ့တော့ဒီ Part 6မှာတို့ကဘာလုပ်မလဲဆိုတော့ကဲအခုဆရာဒီမှာเนาะဒါလေးအကြည့်ချက်ပေးမယ်နော်ကဲနှိပ်ပြီးနှိပ်လိုက်ပြီး play နှိပ်လိုက်မယ်ဟေးဆိုတာနဲ့ chasing fruit ဆိုတာပျောက်သွားမယ် play ကိုနှိပ်လိုက်တာနဲ့ ဟာဒီကောဒီမှာဒီလိုရောက်နေရနော်တွေ့လားဆရာစီမဒီလိုရောက်နေပြီနော်အဲ့လိုရောက်မလို့လုံးနုံးကဲပြပေးမယ်ဒီဟာလေးတွေအစဒီဘက်နားမှာရှိနေတာဒါလေးကဒီဘက်နားမှာရှိနေအဲ့ဒါလေးကိုနော်ဒီမှာတက်လာဒီလိုလေးနှိပ်လိုက်လို့ရှိရင်ဘာဖြစ်တော့တပတ် click တွေနှိပ်ကြည့်နေကြည့်အဲနေကြည့်အဲနေလိုက်လို့ရှိရင်အဲ့လိုလေးတွေဖြစ်သွားမယ်နောက်ဆုံးဒီလိုပုံစံရောက်သွားပြီဆိုတာ ਨੇ နော်0တို့ဘာတို့ပဲရောက်သွားပြီခဏလေးပဲပေါ်နေဟိဆိုနေသူ့နေရာလေးရွှေ့လိုက် mouse လေးနဲ့ track လေးဆွဲလိုက် tablet တွေပိုင်းနဲ့သုံးနေလူကအဲ့လိုချူးဆိုလက်လေးနဲ့ဆွဲလိုက်ပေါ့အကျံပေးချင်တာကတော့ mouse လေးသုံးကြပါနော် mouse ကိုသုံးတာပို့ပြီးတော့ကောင်းပါတယ်နော် okay ကဲဟုတ်ပြီအဲ့တော့ဒီတစ်ခါဇာတ်လို့ကဒီမှာ20 second space ထားတယ် so apple လို့သွားနော် apple ဒီမှာ play တို့ cat တို့ apple တို့တဲ့မှာ apple မှာဒီမှာ20 seconds ကဲစမ်းကြည့်လို့ရအောင်ဆရာ5 seconds ပဲထားမယ်လွယ်သွားအောင်ကဲကြည့်အောင်နှိပ်ပြီး chase influence time out ကြည့်1 2 3 4 5ထပ်မသွားတော့ကဲတော့ထပ်မသွားတော့အဲ့တော့5ပြီးရင်ဘာဖြစ်ရမှာတော့5ပြီးရင်ဘာဖြစ်ရမှာတော့ ဟမ် 5P တကယ်တမ်း game over ဖြစ်ရမှာဟုတ်တယ်နော် game over game over ဖြစ်ရမှာ ਈ ဆိုတော့ကဆိုတော့ကအားလေနော် okay game over game over broadcast လောက်ပါ broadcast လေးလုံးမယ် game over ရေးမယ် G A M E O V E R game over game over မင်းမျိုးစလိုက် game over ဟာမင်းပြီးပြီ5စက္ကန့်ကြော်ပြီလေတော်ပြီလေထပ်သွားလို့မရတော့ဘူးလေเนาะဒါမျိုးလေအဲ့တော့ဆိုလို့ရှင်တော့သူက5စက္ကန့်ရောက်ပြီဆိုတော့ game over လေးလောက်လိုက်ပါလောက်လိုက်ပါမယ် okay เนาะ음 yes okay ဒါလေးရပြီရပြီဆိုလို့ရှိရင် ကဲအဲ့ဒါပြီးပြီเนาะနောက်တစ်ခုကဆရာတို့ဒီမှာ Apple တစ်ခုပဲရှိသေးတယ်တို့နောက်ထပ်တစ်ခုထပ်ထည့်အောင် costume list တွေထည့်အောင်ဟေး Apple ရဲ့ costume ကိုသွားမယ်ဒီဒါကိုသွားမယ် choose the costume ကိုသွားမယ်ဒီမှာဘာတွေရှိမလဲဆိုတော့ကအသီးလေးတွေဘာသီးလေးကြိုက်လဲအသီးတွေအသီးတွေအဲ့အသီးတွေဆိုတော့ဆရာတို့ကဒီမှာ food ကိုနှိပ်လိုက် sorry food ကိုနှိပ်လိုက် food ကိုနှိပ်လိုက်ဒီမှာ banana ရှိတယ် စထရော်ဘယ်ရီရှိရယ်ဘနနာရှိရယ်ပေါ့ကွာเนาะအဲ့တော့ဘနနာစလေးကိုထည့်လိုက်မယ် Okay เนาะနောက်ထပ်တစ်ခုထပ်ထည့်ရအောင်ဘနနာစတက်ထည့်မယ်ပြီးရင်အဖူးဒ်ကိုပဲထည့်နေပါထည့်နေပြီးရင်ဘာလေးထည့်ရင်ကောင်းမလဲဖရဲသီးထည့်မလားစထရော်ဘယ်ရီထည့်မလားအကြီးထည့်ရအောင်အကြီးဖရဲသီးလေးထည့်လိုက်အောင်ဖရဲသီးလေးထည့်လိုက်အောင်ဖရဲသီးလေးထည့်လိုက်မယ် Okay ဟုတ်ပြီ ကဲအဲ့တော့တို့ costume နေဒီလိုရှိသွားပြီเนาะငပြောသီးတွေအဲ့တော့ဒီဆို PNNS banana CV ဒါ watermelon A ကိုဖြုတ်လိုက်ကွာ watermelon ကိုဖြုတ်လိုက်အဲ A ကိုဖြုတ်လိုက်အဲ့တော့ bananas watermelon ထပ်သွိုင်းလဲရပါသေးရဲ့เนาะ strawberries လေးထပ်ထည့်လိုက်ပေါ့ strawberries လေးထပ်ထည့်လိုက်ပေါ့အဲ့အစားအစာတွေအများကြီးအသီးတွေအများကြီးကြရမှာဒီမှာ strawberries ထပ်ထည့်လိုက်ပေါ့ကွာ strawberry ပေါ့ โอเคเนาะเออดาลียาบีแกไอ้တော့อะทีเลลง4မျိုးซ่าเมปอเนาะ4မျိုးซ่าเมไอ้တော့だめเกมซ่าพี่สว่าเนี่ยเสียดูว่าเนเนลี Apple ကိုပဲซัพพอร์ตစီခြင်းเนี่ยเนาะไอ้တော့ Apple ကိုပဲซัพพอร์ตစီခြင်းเนี่ยไอ้တော့ switch costume to သွားရအောင် strawberry မဟုတ်ဘူး game start ရဲ့အပေါ်မှာ switch costume to apple လို့လုပ်လိုက် yes apple လို့လုပ်လိုက် okay နော်ကျန်တာတော့အတူတူပဲဒါဆိုရင်သူက game start စစချင်းရောက်ပြီစပြီဟေးဆိုတာနဲ့သူက timer စပြီဟေးဆိုတာနဲ့သူကဘာလုပ်မလဲ Apple ကိုပဲစပြီးတော့ပေါ်အောင်လုပ်ပေးမယ်ဒါကိုနားလည်မယ်နော်ဒါကိုတပီတော့เนาะโอเคဂျန်နာကတော့ size ကို50%လုပ်ပေးထားတယ်ဂျန်နဲ့ဟာတွေကပြီးခဲ့တဲ့တင်ငန်းစာထဲမှာအတူတူပါပဲပါတာအတူတူပါပဲเนาะအတူတူပါပဲကွယ်ကဲဒီတစ်ခါတို့က green flag နှိပ်လိုက်လို့ရှိရင်ဘာဖြစ်မလို့ဆိုတာလေးတစ်ချက်လောက်ကြည့်ရအောင်အဲ့တော့ဇာတ်လို့ဒီ Apple ဒီ Apple ထဲမှာ event ဆင်းမှာတစ်ခုထပ်ထည့်အောင် one green flag clicked အဲ့တော့သိချင်လို့ရှိရင်ဒီမှာ clean up blocks တွေကိုနှိပ်လိုက်ကိုယ့်စီမှာဘယ်နှစ်ခုရှိအောင်ကြည့်အောင် okay now အဲ့တော့ game start ကနှစ်ခုရှိတယ် one night start as a clone ကတစ်ခုရှိတယ်အဲ့တော့တို့ဒီမှာကိုယ်ပါလုံးနေရတော့အာဒါလေး okay နော်အဲအဲ့ဒါပြီးမှကိုယ်ဒီကကြီးချက်ထားလိုက် okay ဟုတ်ပြီအဲ့တော့အောက်ကိုထားလိုက်မယ်အဲ့တော့ green flag ကိုနှိပ်လို့ရှိရင်လည်းစစချင်းမှာသူ apple ပဲပေါ်စေချင်တယ် apple ပဲပေါ်စေချင်တယ်ဆိုတော့ switch costume to apple okay ဒါလေးနှိပ်ပါကဲနဲ့အကြည့်ချက်ပေးမယ်ပုံမြင်ရအောင်ပြီးတာနဲ့ ghost effect ကိုလည်းထပ်ပြီးတော့ဟိုလုတ်ပေးရအောင်အဲ့တော့ဒီသေးကဟာနဲ့တူတူပဲကွာအဲ့ကြောင့်ဒီကောင်ကိုဆရာက duplicate လုပ်လိုက်မယ်ဒီနာလေးလုပ်လိုက်မယ် okay နော်အဲ့တော့ ghost effect ကို0လုပ်မယ် 0လောက်လိုက်ပြီးလို့ရှိရင်သူ့ရဲ့ဒါရီကမလို့တော့ဘူးကွာ sorry အဲ့တော့ set that size to 50%ဒါပဲအဲ့တော့ဒီမှာလည်းဒီအတူတူပဲကဲဒီ၃ခုပြအောင်လုပ်လိုက်ပါအောင် Okay အဲ့လေးပြအောင်လုပ်မယ်ပြီးတာနဲ့တို့ကဘာလုပ်မလဲဆိုတော့ variables လေးတွေကို height လောက်ထားရအောင် height timer duplicate လုပ်မယ် hide score farewell ဈေးကို not farewell ဒီဆရာတို့စီမှာထိုင်းပါရဲ့ဟိုပါလေးတွေရှိရပေါ့နော်အဲ့တော့ဒါလေးကကြည့်အောင်အမ်နှိပ်လိုက်တာနဲ့တွေ့လားအဲ့တော့ green flag ကိုနှိပ်လိုက်တာနဲ့ farewell စီမပေါ်ဘူးအဲကုကြမှာပေါ်တယ်ဟုတ်တယ်လေ green flag စနှိပ်ပြီဆိုတော့ねဒီမှာ chasing fruits ရဲ့ play ရဲ့ဒီဟာပဲဖြစ်တင်တာပေါ့ဟာဘာလေးလဲဟိုထိုင်းပါရဲ့ score တွေဘာလေးတော့သူ့မသိစေချင်သေးဘူးအဲ့ကြောင့်ဒီလိုလေး hide လုပ်ထားလိုက်တာ Okay, no? Yes, very good. Okay. Mm. ပြီးတာနဲ့ဘာလို့ရမလဲဆိုတော့ score တွေပါတွေကိုလည်းသူ0လို့ရအောင် score ကို0 timer ကိုလည်း0ပေါ့0ပါနေစမယ်ပေါ့ဒါပဲကဲเนาะဒါကတော့ညီတို့အပေါ်ကအတိုင်းပါပဲเนาะဒီအပေါ်ကအတိုင်းပါပဲဒီအပေါ်ကအတိုင်းပဲသွားထားလိုက်တာ OK, 好比给 A 的。ขณะนี้เนาะเสียมอนิเตอร์นั่งลงตรงนี้สุดแล้วนี่ลิชเอาเนี่ยละโอเคเอ้ยเนาะมาจีบเนาะดูดีแอปเปิลเดมาไปบ่เนาะแอปเปิลเดมาดีนะมาเกมมือบาดด้วยมั้งล่ะเออเกมมือบาเอ้ยเนาะอะไรอยู่เสียดูกันนี่ลินี่ลิเปียงจีบไหม ပါဠိတွေပြောင်းမလို့ဆိုတော့ကအကြည့်မယ်နော်သူ events ကို when i receive game over game over ဆိုတာရပြီဆိုလို့ရှိရင်နော်နောက်တစ်ခုက when i receive game start အဲ့တော့ game start ကို ဆိုတော့ message ကိုရရင်ဒီ game ကစားနေပြီဒီ game ကသွားနေပြီနော်ဆိုတော့တို့ကသိရမယ် game over ဆိုလို့ရှိရင်ဒီ game ကပြီးသွားပြီဆိုတော့တို့ကသိရမယ်အဲ့ဒီတော့သူ့ကိုဘာလုပ်မလဲဟုတ်ပြီအဲ့ဒီတော့ဆရာတို့ဘာလို့လဲဆိုတော့ variable လေးတစ်ခုလိုတယ်နော် variable လေးတစ်ခုလိုတယ်အဲ့တော့ variable ကဘာလုပ်ရမလဲနော် variable ကိုဘယ်လိုနာမည်ပေးလဲကြိုက်တဲ့နာမည်ပေးလို့ရတယ် နော်ကြိုက်တဲ့နာမည်ပေးလို့ရတယ်အဲ့တော့ဆရာကသူ့ကို variables ကိုသွားမယ် variables ကိုသွားမယ်ပြီးရင် make a variable လို့လုပ်လိုက်မယ် make a variable ဆိုလို့ရှိရင် game game status game status လို့ပြောလို့ရတယ် game running game running ဆိုတော့ဒီ game ကအာသွားနေပြီသူကဆော့နေပြီเนาะလို့ပြောလို့ရတယ်အဲအဲ့တော့သူ့ကို ီကောင်ကိုထုံးစံတိုင်းဒီမှာဒီလိုဒါလေးဒီအမှန်ကျလေးဆိုပြီးပေါ်နေတာပေါ့နော်ဟိုမှာလေအဲ့တော့သူ့နှိပ်လိုက်ရအောင်စမ်းကြည့်ဒါပဲဟောတွေ့လားဘာလေးကွာချားလုံးစမ်းကြည့်နော်ဘာမှမခက်ဘူးနော်ကြောက်စရာမလိုဘူးပြီးရင်သူ set game running ကြတော့ဆရာတို့ IT မှာ coding မှာပေါ့နော်သူက0နဲ့1နဲ့ရှိရ0ဆိုတာပိတ်ထားတယ်1ကဖွင့်ထားတာဒါဆို game over game over ဆို game running ကမဟုတ်တော့ဘူး game running ကို0လို့လုပ်လိုက်မယ် game start ကိုရပြီဟေးဆိုတော့ game running ကို1လို့လောက်လိုက်မှာကိုပါကိုတိဖို့ပဲနော်ကကိုပါတိရင်ရပြီအဲ့လိုအဲ့ကြောင့်ဒီလို variability ဟာ variability ဟာတကယ်တမ်းဟို code ရေးတဲ့လူကတိဖို့အရင်အရေးကြီးတယ်နော် code ရေးတဲ့လူတိဖို့လိုအပ်တယ်ဟုတ်ပြီအဲ့တော့ဒီတစ်ခါမှာဆရာတို့ heavy အကြီးစားကြီးပြင်တော့ပြင်ရတော့မယ်နော်ပြင်ရတော့မယ်ကဲအဲ့တော့လောလောဆယ်မှာဆရာတို့က ဒီ game runny zero ဖြစ်သွားရင်ဘာလုပ်မနှုံးဆိုတဲ့ဟာလေးရှင်းသွားလိုက်ရအောင်เนาะကြောင့် one night receive game runny one night receive game runny game runny က sorry game start game start မှာ game running က1ဖြစ်တယ်0ဖြစ်တယ်โอเคအဲ့တော့ one night start as a clone ကိုနောက်ထပ်တစ်ခုလေးထပ်ထည့်ရအောင် one night start as a clone โอเคเนาะအဲ့တော့ when i start as a clone ကဘယ်နာမှာတော့ control ထဲမှာရှိမယ် when i start as a clone ကြည့်ကြည့်မယ် when i start as a clone အဲ့တော့ဒီပြီးရင်သူက forever loop တဲကိုပြစ်ထည့်မယ် forever loop တဲကိုပြစ်ထည့်မယ်ပြစ်ထည့်ပြီးလို့ရှိရင်သူ not a if လေးထပ်ထည့်ကြည့်ရအောင် if ဆိုပြီးတော့ variables လေးပို့ပေးမယ် variables မှာ game running က sorry အစင်းရောင်လေးဆရာလည်းမေ့သွားတယ်အဲ့တော့ဒီမှာ fair verse ကိုသွား game running က10ဖြစ်တယ်ဟေ့ဆိုလို့ရှင်အဲ game running 0ဆိုတာဘာပြောရလဲ game running 0ဆိုတာဘာပြောလဲသိချင်ဒီမှာ commentary ထည့်လိုက်မယ်ပြောချင်တာက game over အဲသူက ဂိမ်းမိုဘာလို့ပြအဲ့တော့တွေ့လားကမန့်ထလေးရေးလိုက်တာတွေ့ရနော်ဒိုလေးလောက်လိုက်အာဒါဟာဂိမ်းမိုဘာဖြစ်သွားပြီအဲ့တော့ကိုယ့်ရဲ့ code ကိုကိုပြန်ဖတ်လို့ရှိရင်ဒီလိုလေးသိသွားမယ်အဲ့တော့သူ့ကိုအပေါ်လေးကိုပို့မယ်ဆိုဒီနားလေးကိုဒီနားလေးကိုနှိပ်အမလေးအဲ့ဒီလိုလေးနှိပ်ဒါဟာဂိမ်းမိုဘာအတွက်အာဒါဂိမ်းမိုဘာအတွက်အဲ့တော့ game running 0ဖြစ်ရင်ဘာလုပ်မှာလဲဒီ clone ကို တန်တီးကြီးကို height လို့ရမှာပေါ့ဟုတ်တယ်နော် height လို့မှသူမမြင်ရတော့မှာပေါ့ဒါပါပဲ height လို့ရနေမှာကောဒီ clone ကိုပါဖြတ်ရအောင်ဖြတ်ကြစို့ delete this clone တကယ်ကြည့်အောင်เนาะ1 2 3 4 5ဒင်းပျောက်သွားပြီအာဟာရတယ်နော် โอเคเนาะยามเนาะโอเคဒါဆိုရင်ဒါလေးကို part 6တွေကိုဒီလောက်ဆိုရင်ရပါပြီเนาะဒါလေးကိုဆရာတို့ save ကြရအောင်73မိနစ်လောက်ရှိပြီဆိုတော့ဒါလေးကို save ထားရအောင်အဲ့တော့ file တွေက save to your computer သူကဘာလို့နာမည်ပေးရမလဲဆိုတော့ part 6လို့နာမည်ပေးပါ replace လုပ်ပြီ။ Okay ခဏနေရင် part 7ကိုလုပ်ပေါ့။ โอเคเนาะအဲ့တော့ part 1 to 60ပြီးပြီးသေချာကျင့်ကြအောင်လုပ်ပေးပါ See you next time bye bye